ကျွန်တော်ဒီနေ့အတွက်တေယောစာဟောင်းလေးတစ်ပုဒ်ကိုပဲဖတ်ပြကြမှာလေဒီတေယောစာလေးကို ရေးသားထားသူကတော့ဆရာရန်လိုကျွဲပဲဖြစ်ပါတယ်တေယောစာလေးကိုဖတ်ခွင့်ပြုပါရန်ဆရာရန်လိုကျွဲအောင်ကျွန်တော်ဒီနေရာကနေပြီတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာ ကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှာချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြပါကြပါစီဗျာအကြီးတော်ဘုံ အောင်ကိုအောင်ရမည်ကပန်ပွင့်နိုင်ငံမြောင် အင်းကကြိုတို့ရောက်နေတော့ရန်လိုကျွင်းကမာမြေတို့ပြန်ရတော့မည်မပြန်ခင်အင်းကကြိုအစိုးရဖွဲ့ကြံပေးရာရှိများနဲ့ဇကဝိုင်းဖွဲ့ပစ်သည်ဇကဝိုင်းဆိုတော့လေသူတို့ကရန်လိုကျွဲကိုဝိုင်းပြီးအင်တာဗျူးကြခြင်းဖြစ်၏မင်းမြန်သည့်အကြောင်းအရာများမှာစုံလင်လာ၏အမျိုးသားတို့၏ဖက်ရှင်ပုံစံမှအစအစိုးရဖွဲ့ပုံစံများဆုံးမင်းမြန်ကြ၏ အမျိုးသားတွေကသူတို့ကောင်းကိုတခုခုနဲ့အုပ်ထားရကြတယ်။အဲ့ဒါကဘာသဘောလဲ။ဂျိုသားတယောက်ကဆက်စုဤထုံအရာတို့ကိုအုပ်ထုပ်ဟုခေါ်ကြကြောင်းဥကောင်းကိုထုတ်ပိုးထားသောအရာဖြစ်ကြောင်းယခင်ကဘာကြီးအေးတက်ကဲသောကြောင်းအေးတန်တက်တာစေရန် အုပ်ထုပ်ဆောင်ကြခြင်းဖြစ်ကြောင်းယခုကဘာကြီးမှပူနွေးလာတော်လေအုပ်ထုပ်ဖျင်ပြောက်ွယ်မတော်သေးကြောင်းရန်လူကျွဲကရှင်းပြရ၏။ နိုင်ငံတချို့ရှိလွတ်တော်များတွင်အုတ်ထုတ်ကိုမဖြစ်မနေစောင့်ရသည့်စည်းကမ်းချက်ရှိကြောင်းသပင်အယောင်ကိုဖုံးကွယ်လိုသူများနှင့်ထိတ်ကြောင်သည်ကိုလူမြင်မခံလိုသူများကထိုစည်းကမ်းချက်ကိုကြီးကျယ်သဘောကျကြကြောင်းပြောပြရာဂျိုသားတို့အထူးအံ့ဩကြလေသည်ဂျိုသားနောက်တကောင်ကကတိကတ်သက်မေးမြန်းပြန်၏မေးလဲစနဲ့ဆက်မေးရအောင်မေအမျိုးသားတွေလဲဝင်းမှာစိထားကြတာကရောဗါလေရန်ဖြစ်တဲ့အခါဆွဲထိုးရလွယ်အောင် တက်ထားကြတာလားရင်းရာကိုလေစီးသောမဟုတ်နှက်တိုင်ဟုခေါ်ကြသောအေးဒံကိုအန်တုရန်ဝဆဆင်ခဲ့ခြင်းဖြစ်တော်လေကဘာကြီးပူနွေးလာသည့်ယနေ့ခေတ်တိုင်ဆက်လက်ဆင်မြန်းနေကြသောထို့သောဆင်မြန်းရခြင်းကို ဝင်တော့ဝင်ပို့ဟုယူဆလာသူများရှိသကဲ့သို့ လေစီးအောင်မျိုးစုံဆောင်ထားပြီးထဲလဲဝဆာလဆင်သူလေအများပြားရှိကြောင်းပြောပြလိုက်ရာဂျိုသားတို့အံ့ဩကြလေသည် ဟိုက်ရှာလပတ်ကြီးမြေကဘာပေါ်မှာလဲအံဩစရာတွေများသားပါလားကွယ်မြေကဘာပေါ်ကနိုင်ငံတွေထဲမှာဘယ်နိုင်ငံကအံဩစရာအများဆုံးလေအဲ့ဒီနိုင်ငံကိုငါတို့သွားလေချမယ်ကွာပြိတက်ကတောင်းဆိုလာသဖြင့်ရန်လိုကျွဲလေအံဩဖွင့်နိုင်ငံတချို့အကြောင်းအောက်ပါတိုင်ဖောက်တယ်ချရလေသတည်းတောင်းနဲ့မြောက်ကင်ချီကင်ချီနိုင်ငံသည်အတွေးပြင်ပြောကားတို့ကြောင့်နိုင်ငံနှစ်ချမ်းကွဲသွား၏ တောင်ကင်ချီနိုင်ငံသည်ရုတ်တံဇလံအများပြားရိုက်ကူးပြီးကမ္ဘာကိုဖြန့်ညာအထူးအောင်မြင်နေသည်ဇလံနှင့်မှဝစ်ဆာဆင်ရင် ပုံကိုနှစ်သက်ကြသဖြင့်ပုံတူကူးကြသူအများပြားရှိရင်ကျင်းမှုတင်ဖို့ပြီးနေချက်သူဟုအစိုးမြင်ခံရသည့်အထိပင်အောင်မြင်လေ၏၎င်းတို့ဒေသတွင် ထိုသို့အောင်မြင်သည့်နိုင်ငံမပေါ်သေးပြီဤတော်တွင်မြောက်ကင်ချီသည်လေ ကိုပိုင်နီလန်းဖြင့်ထင်ရှားလျက်ရှိသည်မြောက်ကင်းချင်းနိုင်ငံနှင့်စားနပ်ရေးခံမလုံလောက်ငတ်ပြတ်နေကြတော်လေအာနာပိုင်ထားသူကလက်နက်ထုတ်လို့စမ်းသပ်ခြင်းဖြင့်ငွေဖြုံးသူဖြစ်နေသည်လိန်ဆွမ်းဆောင်မှုရှိသောအမျိုးသားအဖြစ်သတ်မှတ်ကြောင်းအနောက်တိုင်းမီဒီယာတစ်ခုကအတီပေါက်နောက်ပြောင်ရွေးချယ်မှုကိုလည်းကြိတ်ပြီးကျင်းတဲ့ဖြင့်ညီတို့အမြတောက်ပြန်ခြင်းမပြုဝေငတ်မို့မှုဖိနှိပ်မှု စီကံတင်းကျပ်မှုတို့ကိုလေ့လာလိုပါကဤနိုင်ငံတို့သွားတင်သည် အမေရိကန်အမေရိကန်သည်လူနီများနေထိုင်ရာဒေသကြီးဖြစ်ခဲ့သည် နောက်ပိုင်းတွင်ပြည်ပမှဝင်ရောက်ခြေချသူလူပြူတို့ကြီးစိုးလာသည်အစိုးရအဖွဲ့တွင် လူပြူများသာလွှမ်းမိုးထားသည် ထူးခြားသည်မှာပြည်ပကဝင်ရောက်လာမှုကိုအကြီးအကျယ်ကန့်တတ်နေသည့်နိုင်ငံ ဖြစ်လာခြင်းပင်အမေရိကန်ပြည်သူအများပြားက ပျော့ပျော့နေတဲ့ဟန်တူသည် အဖဲ့ကြောင့်ဤပြည့်ရသောသမတရွေးကောက်ပွဲတွင် လူရှင်တော်လူချမ်းတို့ကဲ့သို့ခက်ချမ်းချမ်းပြောသူကို သမတအသည့်ဖြစ်ရွေးကောက်လိုက်ကြလေသည် အပြောဆိုထူးခြားသည့်သမတအသည့်သည် လုပ်ငန်းရှင်ကြီးဖြစ်သည် သမတဖြစ်လာပြီးနောက်တွင်ရခင်ကကဲ့သို့ပင်အပြောဆိုပွင့်လင်းလာသောကြောင့်သူပြောသည်များကိုသတင်းဌာနတို့ကရေးသားရိုက်ကူးတင်ဆက်ကြသည် ဤသို့သောအံဩဖွယ်ရာတမတာမျိုးမှာကဘာဝော်တွင်နှစ်ယောက်သုံးယောက်မရှိပေထိုင်းနိုင်ငံသည် ခီးသွားတို့ပြည့်စံနေသောနိုင်ငံဖြစ်သည်အိန္ဒိယချင်းနိုင်ငံအများအပြားကဆက်ဆံရေးညံသောကြောင့်ခီးသည်တို့ကထိုင်းကိုရွေးချယ်ကြခြင်းလည်းဖြစ်နိုင်သည် ထိုင်း၏ထူးခြားချက်များအနေတစ်ခုမှာစစ်အာဏာသိမ်းမှုအများအပြားဖြစ်ပွားရာနိုင်ငံဟူသောအချက်ဖြစ်လိမ့်မည်ထိုင်းသည်မမြင်ရသည့်ကြောက်ကဘာပေါ်တွင်ရှိသော နိုင်ငံလေးဖြစ်နိုင်သည်တိုင်းပြည်ကြောက်ထဲကြာရန်လက်တလုံးသာလိုသည့်အခြေအနေတွင်စစ်တပ်ကမလွဲသာမရှောင်သာအာဏာသိမ်းရသည့်ထုံးစံရှိလျောထိုင်းသည့်စစ်အာဏာသိမ်းမှုမကြာခဏပေါ်ပေါက်တတ်သဖြင့်ကြောက်ကဘာဝော်ကနိုင်ငံဖြစ်မည်မှာတေချာလာသည်ရခိုင်စစ်အာဏာသိမ်းမှုများတွင် ပြည်သူများပြားတေဆုံးကြသည်နောက်ဆုံးကြိမ်အာဏာသိမ်းရတွင်မူတေဆုံးမှုဒဏ်ရာရမှုပေါ်ပေါက်ရန်မဆိုထားပြီး ပြစ်ခတ်မှုတစုံတရာပေါ်ပေါက်ချင်းပင်မရှိပေ။ထိုင်းသည်အင်းမြအထိစစ်အာဏာသိမ်းရာတွင်ကျွမ်းကျင်သည့်နိုင်ငံ ဖြစ်လာလိမ့်မည်။စစ်အာဏာသိမ်းမှုစစ်စိုးရာတို့ကိုလေ့လာလိုသည့်ဆိုပါကထိုင်းသည်တေတာဘောက်တွားရောက်လဲပတ်ရမည်တခုရဲသောနိုင်ငံပင်သည်။တရုတ်နိုင်ငံတစ်ခုတွင်အုပ်ချုပ်သည့်စနစ်တစ်မျိုးသာရှိသည်။အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်မည်လောဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်မည်လော။ အုတ်ချုပ်သူတို့ကြိုက်ရရွေးယုံတော့တရုတ်နိုင်ငံသည် ထိုစနစ်နှမျိုးလုံးကိုတပြိုင်နက်တည်းကျင့်သုံးသောနိုင်ငံဖြစ်သည်ပြည်တိန်ထံမှပြန်ရသော ဟောင်ကောင်ကျွန်းကြီးတွင်ဒီမိုကရေစီစနစ်ကိုကျင့်သုံး၏ကျန်းဒေသများတွင်မူအာနာရှင်စနစ်ကိုကျင့်သုံး၏ထို့ကြောင့်အာနာရှင်နိုင်ငံကဘာတွင်သုံးများသော Facebook ကိုပင်တရုတ်နိုင်ငံတွင်ပိတ်ပင်ထားသည့်အထိအာနာရှင်စံသည်ဟုဆိုရမည် ထော်သောပိတ်ပင်ထားသောကြောင့်တရုတ်နိုင်ငံသားတို့သည်ပြည်ပရောက်ခါမှ Facebook ကိုလွတ်လပ်စွာသုံးခွင့်ရှိကြရှာသည်မြည်သူမဆို Facebook မသုံးရပါကနေရထိုင်ရခက်သည်ဆိုလင်တရုတ်နိုင်ငံသို့မသွားသင့်ဟုအကြံပေးလိုသည်ဒုက္ခတိရိစနစ်နှမျိုးရှိသည့်နိုင်ငံအကြောင်းမိတ်ဆက်ပြီးနောက်ယခုပြောရမည့်နိုင်ငံမှာတနိုင်ငံနဲ့တွင်အစိုးရနှစ်ခုရှိနေသည့်နိုင်ငံအကြောင်းပင် ထိုနိုင်ငံ၏အမည်မှာဒုက္ခသီရိဖြစ်လေ၏ဒုက္ခသီရိအစိုးရအဖွဲ့တွင် ဝင်ကြီးတချို့ကိုပလိတ်ဖွဲ့ကတိုက်ရိုက်ခံရသည် တချို့ကိုမူသမတကတိုက်ရိုက်ခံရသည်ဤသို့ဖြင့်ပလိတ်ဖွဲ့ဦးဆောင်သောအစိုးရသမတအဖွဲ့ဦးဆောင်သောအစိုးရဟူသောသဘောဆောင်သည့်အန်အောဖွဲ့နိုင်ငံ ဖြစ်လာလေသည်အစိုးရနှစ်ခုရှိနေသည့်နိုင်ငံတွင်အန်အောတင်စရာချက်မှများလာကြသည် လွတ်တော်မတ်ဖြစ်လို့သူတို့သည်မဲဆွယ်စီယုံပြည်သူကိုယုံအောင်ပြောပြနောက်ရွေးကောက်ပွဲတွင်နိုင်ရရှိမှလွတ်တော်အတွင်းသို့ရောက်၏ဒုက္ခသီရိပလိတ်ဖွဲ့မှမူလွန်စွာတကိုးထက်သောကြောင့်ပလိတ်အများပြားကိုလွတ်တော်သို့အော်တိုမက်တစ်ရောက်အောင်ပို့နိုင်စွမ်းရှိ၏လွတ်တော်တွင်ပလိတ်ဖွဲ့25ရာခိုင်နှုန်းအလိုလျှောက်ရှိရမည်ဟုဥပဒေပြဋ္ဌာန်းထား၏အစိုးရနေရအောင်ရှိဌာနဆိုင်ရာတို့ချိတ်ဆက်မှုအားကောင်းသည်ဟုဆိုနိုင်သည် မကြသေးခင်ကတရင်သမားအချို့ကိုထောင်ချောက်ဆင်ဖမ်းဆီးရာဖမ်းပြီးမိနစ်ပိုင်းအတွင်းမှာဝင် ထို၃ယောက်ကိုတရားစွဲနိုင်သည့်အထိခြေသွက်လက်သွက်ရှိလာကြောင်းတွေ့နိုင်သည်ထို့သောလုံနိုင်စွာရှိသဖြင့်ဖမ်းပြီး၂၄နာရီအတွင်းတရားစွဲရမည်ဟူသောဥပဒေပြဋ္ဌာန်းချက်ကို၂၄မိနစ်ဟူပြင်ဆင်ပေါ်ရှိသည်ဟူ၍လည်းတုံ့တက်နေကြသည်ဏိကုံအင်္ဂါချုပ်သားတို့လည်းအံ့ဖွယ်နိုင်ငံတို့အကြောင်းကို ပဇာအဟောင်းသားဖြင့်နားထောင်ပြီးနောက်ရန်လိုကျွဲကိုကျေးဇူးအထူးတင်ကြလေသည်ရန်လိုကျွဲလေဖြီတော်ပြန်ရန်အထုတ်ပိုးပြင်ဤကဲ့ပြန်ပြီဗျို့တွေ့ရဆုံရတာအမတန်ဝမ်းသာပါလေဘယ်နိုင်ငံကိုမြောက်တွန်းလေခြင်းကြသလဲခတ်တွတ်တွတ်ပြောဆိုရသောဂျိုသားတယောက်ကဒုက္ခသီရိကိုသွားမယ်ဟုဆိုလေသည်တနိုင်ငံအစိုးရနှစ်ခုဟူသောအစင်လာဒူးကိုဆက်လက်ထိမ့်သိမ်းထားတဲ့အကြောင်း အစိုးရကိုတိုက်တွန်းချံပြုတ်မီဟုလဲသူကဆို၏လွှတ်တော်မှာပလိတ်ဖွဲ့35ရာခိုင်နှုန်းရှိရမယ်ဆိုတဲ့အချက်ကမ္ဘာပေါ်မှာဘယ်နိုင်ငံမှမရှိတဲ့အတွက်စောက်ရမ်းအံ့ဩဖို့ကောင်းနေငါမှာအာနာဝိုင်တွေကိုကြံပေးစရာတခုတော့ရှိတယ်အဲ့တော့ကတော့35ရာခိုင်နှုန်းလုံမနေနဲ့100ရာခိုင်နှုန်းလုံးလိုက်ပါဆိုတဲ့အကြံမှာဒါဆိုရင်ရွေးကောက်ပွဲတွေဘာတွေလုပ်စရာမလိုတော့ဘူးနိုင်ငံလဲကုန်ကြတတ်တာသွားမယ် ွေးကောက်ပွဲစည်းကိုတခြားအံ့အားတင့်စရာတွေပေါ်လာအောင်လုပ်တဲ့နေရာမှာတုံးတင်နေဒုက္ခသီရိကိုငါမပြတ်မကွက်ရောက်လာပါမယ်ကွာဂျိုသားကရှည်ရှည်ဝေးဝေးပြောပြီးလက်ပြကကြံရစ်ခဲ့လေသည် ရန်လိုကျွဲလဲဂျိုသားကိုပြုံးပြပြီးတတ်တာပြလိုက်သည်ဒုက္ခသီရိမှာအံ့ဩစရာတွေရှိလို့လာလေခြင်းနဲ့ဆိုရင်မင်းကငါတို့ရဲ့အာနာဝိုင်တွေကိုအကြံမဲ့ပေးနိုင်မလား အာနာပိုင်တွေကပဲမင်းကိုယုံသွင်းပြတဲ့နီးနဲ့ပိုက်ဆံရှောင်မလားဆိုတာကြည်ကြသေးတာပေါ့ကွာဟုစိတ်ထဲမှာပြောလိုက်မိတော်သည်ရန်လိုကျွဲ့